ိမ်နောင်တက်နေရမှာရတ္တရာပေသမီးလေးကိုလူသိရှင်ကြားတရားဝင်ချပြလာတဲ့မုံအိမ်နောင်တက်နေရမှာခင်မုန်းတဲ့နဲ့ချစ်စွတူတဲ့ရတ္တရာသမီးလေးကိုအခုလိုလူသိရှင်ကြားတရားဝင်ချပြလာတဲ့မုံမင်္ဂလာဆောင်ပြီးတာရွှေပိုင်းသာရှိသေးပြီမေရတ္တရာရွှေသမီးလေးရဲ့ဓာတ်ပုံလေးကပြည့်နှံ့လာခဲ့တာကြောင့်ပရိသတ်တွေကြားပြောစရာဖြစ်နေတာကတော့ MRT4 မင်းသမီးကျော်လေးမုံမှာ ကြီးကျယ်ခမ်းနားစွာမင်္ဂလာပွဲတွေပြိုင်ဆိုင်ကျင်းပနေကြချိန်မှာ MRT 4မင်းသမီးဂျော်နီမုံကတော့ချင်းရတဲ့သူနဲ့လက်ထပ်ပွဲကိုတိတ်ဆိတ်စွာကျင်းပခဲ့တာကြောင့်ပရိသတ်တွေအားလုံးကတော့အံ့ဩခဲ့ကြရတဲ့အထိပါပဲရှင်။မင်းသမီးကျော်လေးမုံရဲ့လက်ထပ်ပွဲကပရိသတ်တွေမပြောပါနဲ့အမှုပညာရှင်တွေတော့မသိခဲ့ကြပါဘူးအနည်းငယ်သောအမှုပညာရှင်တချို့ကြောင့်တော့မုံလက်ထပ်တော့ပြီဆိုတာသိခွင့်ရခဲ့ကြတာဖြစ်ပါတယ် ဒီလိုတွေအံ့ဩနေကြချင်းမှာပဲထပ်ပြီးတော့အံ့ဩစရာကောင်းတာကခင်မိုးတဲ့နဲ့ချစ်ဆွတ်တူတဲ့ရတ္တရာသမီးလေးရှိနေတယ်ဆိုတဲ့တည်နေပါပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ပြည်သက်တီတော်ဘာပြောရမှန်းမသိဖြစ်ကုန်ကြတဲ့ဒီပါပဲရှင်။ပေါ်ထွက်လာတဲ့ဓပုံတွေရောသမီးလေးကရန်ကုန်ချစ်စရာကောင်းနေတယ်လို့ခင်မိုးဖြစ်သူကိုနေလေးအောင်နဲ့ချစ်ဆွတ်တူနေတယ်ဆိုပြီးတော့မှတ်ချက်တွေပြုခံနေရပါတယ်။ မုံကချစ်သူကိုနေလေးအောင်စီကနေအောက်တိုဘာလမှာလက်ထပ်ခွင့်တောင်းခံခဲ့ရပြီးတော့ဒီလနိုဝင်ဘာလတည်းကလက်ထပ်ခဲ့တာဖြစ်ပါတယ်။မုံတို့ရဲ့မင်္ဂလာဆောင်ကကျင်းပပြီးတာနှစ်ရက်ခန့်သာရှိသေးရပဲဖြစ်ပါတယ်။ဒါကြောင့်တချို့တွေကတော့အခုလိုမျိုးရက်တရသမီးလေးရှိနေလို့မြ мян ဆန်ဆန်တိတ်တိတ်ဆိတ်ဆိတ်လက်ထပ်တာဖြစ်နိုင်နေလို့လေဝေဖန်သုံးသပ်နေကြတယ်လို့နိုင်ငံကျော်မင်းသမီးချိုလီမုံအနေနဲ့ဒီလိုလာသားရွယ်သမီးလေးရှိနေတယ်ဆိုတော့ဘယ်လိုမှမဖြစ်နိုင်ဘူးလို့လည်းပြောနေကြပြန်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့မုံကတော့ပြန်လေဖြည့်ရှင်းထားတာမတွေ့ရသေးပါဘူးရှင်။မုံရဲ့မျိုးသားကတက်ကြီးနေဆိုပေမယ့်မုံပေါ်မှာတော့ချစ်မြတ်နိုးသူတယောက်ဖြစ်တာကြောင့်ငါကရရှိတဲ့စိန်လက်စွတ်ကြီးနဲ့တူလက်ထက်ခွင်တောင်းနေတယ်လို့လူကြီးမိဘဆုံရရှေ့မောင်မနဲ့မြမတလိထုံးစံအတိုင်းလာရောက်တောင်းရန်လက်ထက်ယူခဲ့တာဖြစ်ပါတယ်။မုံရလက်ထက်မင်္ဂလာပွဲကတော့အမျိုးမျိုးဝေဖန်ပြောဆိုနေကြချိန်မှာအခုထပ်ပြီးတော့လာသားရွယ်တမိမိရဲ့ဓပုံတွေပေါ်ထွက်လာတာကြောင့်ပို့ပြီးတော့စိတ်ဝင်စားနေကြတာကတော့အမှန်ပါပဲရှင်။ ပရိသတ်တွေကတော့ယူသားဖြစ်စင်တဲ့မင်းသမီးကျော်လီမုံကိုအံ့ဩနေကြတာကတော့အသေးချာပါပဲ။ပရိသတ်ချီရုံရောဘလို့ထင်ကြသလဲဆိုတော့ပြောခဲ့ကြပါအောင်နော်။